ားသူကိုသာလီစွာပါ Liberty FM ရဲ့ကျမ်းမာပါစေအစီအစဉ်ကနေကြိုဆိုလိုက်ပါရရှင်ဒီကနေ့မှာတော့ Liberty FM ရဲ့တောတရှင်တွေကိုမွေးကင်းစကလေးငယ်များအတွက်လူအပ်တဲ့အာဟာရနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုမျှဝေပေးချင်ပါတယ်ရှင်ကလေးငယ်တွေဟာမွေးကင်းစကနေအသက်6လအထိမိခင်တို့ရည်တမျိုးတည်းကိုသာတိုက်ကြွေးဖို့လိုအပ်ပါတယ် အသက်6လပြည့်ပြီးကလေးငယ်ကို အစာစကြွေးနိုင်ပါတယ်။ကလေးငယ်တွေအတွက်သူတို့ရဲ့အစာအစာနဲ့ပတ်သက်တဲ့အာဟာရအကြောင်းကိုသိရှိထားဖို့လိုအပ်ပါတယ်။ကလေးငယ်တွေကိုသူတို့ရဲ့အသက်ပထမနှစ်နှစ်တာကာလအတွင်းမှာ အာဟာရပြည့်ဝအောင်ကြွေးတာကကလေးကိုကြမ်းကြမ်းမမနဲ့ဖော့ဖြိုးစေဖို့အတွက်အထောက်အကူပေးနိုင်ပါတယ်။ ။ဒါအပြင် ကောင်းမွန်တဲ့အာဟာရရှိတဲ့အစာအသောက်စားတဲ့အလိပ်ထကိုစောစောလေးချစ်ပေးခြင်းဟာလည်းကလေးငယ်ကိုကြမ်းမာစွာကြည်မြလာဖို့အတွက်အထောက်အကူပြုပါရယ်။ကလေးငယ်တယောက်ကို အာဟာရပြည့်ဝအောင်ဖြည့်ဆည်းပေးဖို့နဲ့မိဘတိုင်းမှာတာဝန်ရှိပါတယ်။ဒါကြောင့်ကလင်းငယ်တွေရဲ့အာဟာရအကြောင်းနဲ့ပတ်သက်ပြီးတိထားတဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးချင်ပါတယ်ရှင်။ ယ်တွေကြမ်းကြမ်းမမနဲ့ကျင်းပြင်းအရွယ်ရလာစေဖို့အတွက်ဆိုရင်လိုလောက်ပြည့်ဝတဲ့အာဟာရတွေကိုရရှိဖို့ကအခြေခံအကျဆိုပါကလေးငယ်များကိုငွေဖွာပြေးခြေကစပြီးအသက်6လအထိမိခင်တို့တမျိုးတည်းကိုသာတိုက်ပေးရုပ်ဖြင့်လိုလောက်အဆင်ပြေပါတယ် ကရင်းငယ်ကိုရေတိုက်တာမျိုးသမီးခွတ်ကျွေးတာမျိုးတွေကိုလုတ်ပေးဖို့အတွက်ကိုလည်းမလိုအပ်သေးပါဘူးတကယ်လို့များအချောင်းတစ်ခုခုကြောင့်နှုတ်တိုက်ရတာအဆင်မပြေဘူးဆိုရင်ခြေရံဝန်နဲ့တိုင်ပင်ပြီးကရင်းငယ်အတွက်တစ်သက်ထုတ်ထားတဲ့ formula နှုတ်ကိုသာတိုက်ပေးလို့ရပါတယ်ကလေးငယ်များကိုမိခင်တို့တိုက်ကြွေးတာဟာကလေးကိုကြမ်းမစေဖို့အတွက်များစွာအထောက်အကူဖြစ်စေနိုင်ပါတယ်ရှင်။ မိခင်တို့မှာကလေးအတွက် ကျမ်းမာပြီးကြီးထွားဖို့ပြတဲ့လိုအပ်တဲ့အာဟာရတတွေအကုန်ပြည့်စုံစွာပါဝင်ပါတယ်။ဒါအပြင်မိခင်တို့တိုက်ကြွေးတာဟာကလေးကိုနီနီကပ်ကပ်ထိတွေ့ခွေရတာမျက်လုံးချင်းဆက်သွယ်ခွေရတာတွေဟာလည်းကလေးမိမိနဲ့ကလေးကြားချစ်ချင်းမေတ္တာတိုးစေနိုင်ပါတယ်။ဒါကြောင့်ဒီလိုလှူဆောင်ပေးမှုတွေဟာလည်းကလေးရဲ့ကိုစိတ်တသောတသာဖြစ်စေပြီးပုံမှန်ကျမ်းမာစေဖို့အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ မိခင်တို့ရဟာကလေးတွေကိုကြံမာစေဖို့အတွက်အကောင်းဆုံးသောအရာရဲ့အရင်းမီတစ်ခုပါ မိခင်တို့ရေကိုဘာနဲ့မှလည်းအစားထိုးလို့မရသလိုမိခင်တို့ရေဟာကလေးတယောက်အတွက်မရှိမဖြစ်လိုအပ်နေတဲ့အာဟာရပြည့်စုံစွာပါဝင်တဲ့ဘေးရွယ်ကြိုးစိုးဖြစ်စေတာမျိုးတစ်ခုမှမရှိအောင်ဖွဲ့စည်းထားတာကလည်းကလေးတွေအတွက်အကောင်းဆုံးသောအရာတစ်ခုဖြစ်ပါတယ်။ဒါကြောင့် ကလေးငယ်ကိုမိခင်တို့တမျိုးတည်းတိုက်ကြွေးဖို့ရွေးချယ်ထားတဲ့မမေတွေဟာအာဟာရပြည့်ဝအောင် စားသောက်ပေးဖို့လိုအပ်တဲ့ဆိုတာကိုလည်းအကြံပြုပေးပါရစေရှင်။ နောက်တစ်ခုအနေနဲ့ကတော့ကလေးငယ်ကို အသက်6လအထိမိခင်တို့ရေတမျိုးတည်းတိုက်ကြွေးပြီးအသက်6လကျော်လာပြီဆိုရင်မိခင်တို့အပြင်ဖြည့်ဆွဲစာအာဟာရတွေကိုပါကြွေးပွေးဖို့လည်းရပါပြီအစာစကြွေးနေပြီဆိုပေမဲ့လည်းကလေးငယ်ကိုအသက်နှစ်နှစ်ပြည့်တဲ့အထိမိခင်တို့ရေကိုဆက်လိုက်တက်ကြွေးနိုင်ပါတယ် တော်ရရှင်တို့ရေကလေးငယ်တွေအတွက်နှိမ့်စင်လိုအပ်နေတဲ့အာဟာရတွေထက်မှမပါမဖြစ်ပါဝင်တဲ့အစားအစာတွေအကြောင်းကိုလည်းဆက်လက်ပြောပြပေးသွားပါမယ်။ကလေးငယ်တွေရဲ့ကြီးထွားဖော်ပြဖို့အရှင်ယူနေတဲ့အခြေတွေမှာအာဟာရပြည့်ဝအောင်ဖြည့်ဆွတ်ကျွေးမွေးဖို့ကလည်းတကယ်ကိုအရေးကြီးပါတယ်။ ကလင်းငယ်တွေရဲ့အာရအရင်မြစ်တွေကိုစုံလင်စွာပြင်ဆင်ပေးဖို့ကလည်းမိထားလို့မရပါဘူးဒီတော့ကလေးရဲ့နေစဉ်အာဟာရတွေထဲမှာမပါမဖြစ်ပါဝင်အောင်ပြင်ဆင်ပေးတဲ့အစားအစာလေးတွေကိုကြည့်လိုက်မယ်ဆိုရင်ပရိုတင်းဟာကလေးတွေရဲ့အရိုးတွေကြက်သားတွေကိုခံအားတွေကိုတည်ဆောက်ဖို့အတွက်ပရိုတင်းကမရှိမဖြစ်လိုအပ်ပြီးပရိုတင်းပြည့်ဝစွာရရှိမှလည်းကလေးကကျန်းမာပျော်ရွှင်စွာကြီးမြင့်လာမှာပါ ဒါအပြင်ကလေးကိုပရိုတင်းပြည့်ဝစေဖို့ဆိုရင်ပရိုတင်းကျော်ဝါတဲ့ဥအမျိုးမျိုးအနီရောင်အသားငါပဲပြတို့ကိုပြင်ဆင်ပေးလို့ရပါတယ်။နှုတ်ကလည်းပရိုတင်းပြည့်ဝစေဖို့ထောက်ကူပေးနိုင်မှာဖြစ်သလိုကယ်စီယမ်ဓာတ်လည်းလိုအပ်ပါသေးတယ်။ကယ်စီယမ်ဓာတ်ဟာမိခင်တို့မှာကျယ်ဝစွာပါဝင်ပြီးကယ်စီယမ်ကျယ်ဝတဲ့အစာစာတွေဖြစ်တဲ့နွားနို့ cheese ဒိတ်ချင်းစတာတွေကိုလည်းပြင်ဆင်ပေးလို့ရပါတယ်။ နှုတ်နဲ့နှုတ်ထွက်ပစ္စည်းတွေကိုတော့ကလေးအသက်တစ်နှစ်ကျော်မှစတင်ကျင်းဝင်နိုင်ပါတယ်။နောက်တစ်ခုအနေနဲ့ကတော့နှံစားသီးနှံတွေကိုလည်းကျွေးပေးဖို့လိုအပ်ပါသေးတယ်။နှံစားသီးနှံတွေကကာဗိုဟိုက်ဒရိတ်ကျော်ဝါစာပါဝင်ပြီးကလေးလေးတွေကြီးထွားဖော်ပြိုးစေဖို့လိုအပ်တဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေပါဝင်နေပါတယ်။ကလေးကိုဂျိုချန်ပေါမို့စီရီယံစရာတွေကိုလည်းပြင်ဆင်ပေးလို့ရပါတယ်။ ဒါအပြင်သမင်လေးကိုခပ်ပြော့ပြော့လေးချက်ပြီးချီနေအောင်ချီပြီးကျွေးဝေးတာမျိုးလည်းအဆင်ပြေပါတယ်။ဒါအပြင်ဗီတာမင် A B C နဲ့အီးစားတဲ့ဒီလေးမျိုးဟာလည်းကလေးအတွက်ခေါင်းဆာချေဆိုကြီးထွားဖော်ပြစေဖို့အထောက်အကူပေးပါတယ်။ ဦးနှောက်ကြမစေဖို့ထောက်ကူပေးသလိုအာယုကျော်တွေဖော်ပြစေတဲ့အပြင်မျက်လုံးကြမစေပြီးအမြင်အာယုဖော်ပြစေဖို့ထောက်ကူပေးပါတယ်။ဒါပြီး အရင်ပြန်ကြမစေဖို့လဲကိုခံအားကောင်းစေဖို့လဲထောက်ကူပေးနိုင်ပါသေးတယ်။ ကလေးငယ်တွေကိုဒီဗီတာမင်လေးမျိုးပြည့်ဝစေဖို့မမဲနို့အပြင်မော်လာအုံးဤကစွမ်းဦးအစင်းရောင်ဟင်တီဟင်ရွက်တွေနဲ့ငပြောတီပဲမျိုးမျိုးတို့ကိုလည်းကျွေးပွေးလေးရကြောင်းတင်ဆက်လိုက်ရပါတယ်ရှင်တော်တာရှင်တွေလည်းကျမ်းမာပါစေလို့လေးဝတီ FN ရဲ့ဝိုင်းတော်သားတွေကဆုတောင်းမေတ္တာပို့တာအပ်ပါတယ်ရှင်